အော်တိုမိုင်းပရပဇက်ကြီးအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ကျွန်တော် Jet.T2 မှာကျွန်တော်အကြိုက်ဆုံး feature ၈ခုကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအချက်ကတော့ကျွန်တော် exterior design ပေါ့နော်ကျွန်တော်ဒီကောင်က bouncy ဆန်ဆန်လေးတောင်းဆန်ဆန်ကျွန်တော်ယောက်ျားလေးဆန်ဆန်လှုပ်ထားတာဖြစ်တဲ့အတွက်ဒီအပြင် design တွေကျွန်တော်ချိုးထားတဲ့ပုံစံတွေကျွန်တော်ဒီရေခဲမီပုံစံတွေအဲနောက်ပြီးဒီမှာကျွန်တော်ဒီအစိမ်းလူရောင်အဲဒီ accessory လေးထည့်ထားတာလေးတွေအဲ့ဒါ design လေးတွေကိုကျွန်တော်ကြိုက်ပါတယ်ဒါကတော့ပထမဆုံးအချက်ပေါ့နော်နောက်တစ်ချက်ကထိုင်းကုန်းမှာအပူ A စနစ်ပါတယ်အဲ့ဒါက passenger back ကို driver seat ကိုပါတယ် ကျွန်တော်အကြိုက်ဆုံး function တွေကတခုပေါ့ဒီ story box ကကူးပေါက်မဟုတ်ဘူးဆိုပေမဲ့လေးအေးပေးတဲ့စနစ်လေးပါရတဲ့အတွက်သဘောကျတယ် function ကအသေးလေးဆိုပေမဲ့အသုံးပြုရလွယ်ကွဲအတွက်သဘောကျတယ်နောက်ထပ်ကြိုက်တဲ့တစ်ချက်က7 speed ကိုမှ dual clutch ဖြစ်သွားတယ်အဲ့အတွက်ကြောင့်ပို့ပြီး mount နေရမှာ smooth ဖြစ်သွားတယ်အဲ့ဒါကလည်းကျွန်တော်ကြိုက်တဲ့ချက်နောက်တစ်ချက်နောက်တစ်ချက်ကကျွန်တော်ဒီမှာနောက်ဖုံးမှာကပ်ဖို့ထားလေးတွေပါတဲ့ဟာပေါ့နော်။ဒီမှာကပ်ဖို့ထားလေးထည့်လို့ရတယ် ဘောနဲ့အဖုံးမှလည်း hydraulic နဲ့ကောင်းကောင်းသုံးပေးထားတဲ့အတွက်အလွယ်တကူအသားလေးဖွင့်လို့ရတဲ့အချက်ကိုလည်းသဘောကျတယ်။နောက်ထပ်တစ်ချက်ကဒီကားမှာသုံးထားတဲ့ suspension အရှိမဆိုလို့ရှိရင် Mafferson Stack Independent Suspension အနောက်မှာဆိုရင် Martinlin Independent Suspension Independent Suspension တွေသုံးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပိုပြီးငြိမ်ချောင်းမှဖြစ်တဲ့အတွက်ဒီဟာလေးကိုလည်းကျွန်တော်သဘောကျတယ်။ဒါကတော့ကျွန်တော် Jet.T2 မှာအကျိုက်ဆုံးအချက်ချက်ချက်ကိုကျွန်တော်ပြောသွားတာဖြစ်ပါတယ်။မိတ်ဆွေတို့ရောဘေးအချက်တွေကိုပို့ပြီးသဘောကျလဲ comment မှာရေးသွားလို့ရပါတယ်ခင်ဗျာ။